မင်္ဂလာပါရှင့်ဒီနေ့ကျန်းစာထဲကစိတ်ဝင်စားစရာအပိုင်းတစ်ခုကိုအတူတူလေ့လာကြည့်ချင်ပါလေဓမ္မဟောင်းကျမ်းထဲကနိယမိမက်စာ အခန်းကြီး၁ပါဟုတ်ကဲ့ခင်ဗျာကျမတို့ဒီဆွေးနွေးမှုအတွက်အတိတ်ကမိញမ်းပြုစုထားတာကတော့ The Wise Believers ကပြုစုထားတဲ့အချက်လက်တွေပေါ့နော်ဟုတ်ကဲ့ဆိုဒီနေ့လေ့လာမှုရဲ့ရည်ရွယ်ချက်ကနိယမိဆိုတဲ့ပုဂ္ဂိုလ်ကလေ ယေရုရှလင်မြို့ရဲ့အခြေအနေဆိုးတင်းကြတော့ဘယ်လိုများတုံ့ပြန်ခဲ့ရတယ်လဲ음သူ့ရဲ့ဆူတောင်းခြင်းသူ့ရဲ့ရည်ရွယ်ချက်တွေကဘာတွေလဲအဲ့ဒါတွေကိုနားလည်ပြီးတော့လေဒီနေ့လက်တွေ့ဘဝအတွက်တင်ခန်းစာလေးတွေထုတ်ကြည့်ဖို့ပါပဲကောင်းပါတယ်အရင်ဆုံးနေဟမီရဲ့အခြေအနေကိုနည်းနည်းပြောပြဖို့လိုမယ်ထင်တယ်ဟုတ်ကဲ့သူကအဲ့ဒီအချိန်မှာပါရှန်အင်ပါယာဘရင်အာတာဆီရာသမင်းကြီးရဲ့음ဖလာတော်ကန်ယာရုနဲ့ပေါ့အော်တော်တော်အေးပါတဲ့နေရာနော်ဟုတ်တယ်ဘရင်ကအရင်ယုံကြည်ရတဲ့သူ ဲ့ဒီအချိန်မှာဂျူးလူမျိုးများစုကလည်းပြည်ပမှာရောက်နေကြတာလေဘာဘီလုန်ကိုကျင့်ပြူခံရပြီးနောက်ပိုင်းပေါ့ဟုတ်ကဲ့ဆိုတော့အခန်းကြီး၁ကဘလို့စထားလဲဆိုတော့ခစ်တလူလာနိုဝင်ဘာဒီဇင်ဘာလောက်ပေါ့ရှုရှာနန်းတော်မှာသူရှိနေတော့ဟွန်းပါရှန်ရဲ့နန်းတော်တခုပေါ့ဟုတ်ကဲ့အဲ့ချိန်မှာသူညီဟာနန်နဲ့ယူရာဘီကတခြားလူတွေရောက်လာကြလဲဆိုပြီးတော့ဟုတ်ကဲ့နေမီယာလည်းမေးတာပေါ့ယေရုရှလမ်မှာကြံခဲ့တဲ့လူတွေမြို့ရဲ့အခြေအနေဘလို့ရှိလဲဆိုပြီးတော့ อืมသူကသူ့လူမျိုးအရေးကိုစိတ်ဝင်စားတယ်ဆိုတာဒါကပြနေတာဟုတ်ပါအဲ့မှာတဲလာတဲ့တည်င့ကတော်တော်လေးစိုးဝါတယ်လीဟုတ်ဘယ်လိုတည်င့်မျိုးလဲအချက်လက်ထဲမှာပါသလိုပဲเยรูซาเล็มမှာကြံခဲ့တဲ့သူတွေကဒုက္ခအရမ်းရောက်နေကြတယ်အင်းအချက်ကွဲပြီးတော့လीမျိုးရိုးတွေကလည်းပြိုကျနေပြီ မျိုးတကားတွေဆိုမိရှုခံနာရတယ်ဆိုပဲအိုးကြားရတာနဲ့တင်စိုးလိုက်တာဒါရိုးရိုးမျိုးရိုးပြိုတာမဟုတ်ဘူးเนาะဂျူးတွေအတွက်ကเยรูซาเล็มမျိုးရိုးဆိုတာအာလုံကြုံရေတစ်ခုတည်းမဟုတ်ဘူးဟုတ်ကဲ့ သူတို့ရဲ့ကိုယ်ခွေမှု လူမျိုးရဲ့ဂုံတစ်ခါအလုံးရဲ့ဘ ਹੁ ချက်လိုဖြစ်နေလားအဲ့တော့မျိုးရိုးမရှိလို့ဆိုတာကဟုတ်တယ်သူတို့ရဲ့ဝิญဉေရောလူမှုဘဝပါ အကာအကွယ်မဲ့ပြီးအဆက်ရနေတယ်ဆိုတဲ့သဘောပဲအဲ့ဒီတဲ့င်းကိုကြာတော့နေဟိမီဘီလိုဖြစ်သွားလဲသူရဲ့တုံ့ပြန်ပုံကတကယ်အံ့သောဖို့ကောင်းလောက်အောင်ပြင်းထန်တယ်နော်ဟုတ်တယ်ချက်ချက်မဲ့ထိုင်ချပြီးငိုတာပဲငိုယုံတယ်မကောင်းဘူးနော်ရက်တဲကြာကြီးအစာရှောင်ပြီးဝမ်းနဲ့ပူဆွေးပဲဆူတောင်းလေဆိုတော့အင်းဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက ူကဖြစ်ရနန်းတော်မှာအစ်စ်မင့်ယာတို့နဲ့တက်တုံတတရှိနေတာလေဟုတ်ပါဒါမဲ့မိုင်ပေါင်းများစွာဝေးတဲ့နေရာကသူလူမျိုးဒုက္ခကိုကိုတိုင်းခံစားရတယ်လို့မျိုးနန်းနှချမ်းချိုက်ခံစားပူဆွေးတာဟုတ်တယ်ဒါသူ့အတွက်အဝေးကပြဿနာမဟုတ်ဘူးကိုရနာခြင်းမှုလို့ဖြစ်နေတာနော်တကယ်ပဲသူ့ယာတို့သူ့စည်းစိမ်ထက်သူ့လူမျိုးကိုဘလောက်တံပိုးထားလဲဆိုတာပေါ်လွင်တယ်အဲ့ဒီဝါနေမှုကနေဘာဆက်ဖြစ်လဲအဲ့ဒီပြင်းထန်တဲ့ဝါနေမှုကသူ့ကိုနောက်တဲ့ဆင့်ကိုတွန်းပို့လိုက်တယ်အဲ့ဒါကဆူတောင်းခြင်းပဲ อืมสู้ตองนะနေမြဲสู้ตองချက်ကိုတေချာကြည့်ရင်လေဒါကစိတ်ခံစားမှုအတိုင်းပောက်ကွဲတာမျိုးမဟုတ်ဘူးဟုတ်လားတော်တော်လေးစနစ်ကြတယ်ဖျားရေးရနားလည်မှုအပြည့်နဲ့တိုင်းတီးလျှောက်ထားတာဝမ်းနေတာကနေဖြည့်ရှင်းဖို့လမ်းဆက်ရှာတဲ့အပိုင်းကိုရောက်သွားတာပေါ့ကောင်းပြီသူ့ဆူတောင်းချက်ကြီးရဲ့ဖွဲ့စည်းပုံကိုကြည့်ရအောင်ဟုတ်ပရမဆုံးသူ့ဖျားတဲ့ငယ်ဂုံတော်တွေကိုအတိအမပြုချီးမွမ်းခြင်းနဲ့စားတယ်ဘယ်လိုမျိုးလဲကောင်းကင်ဘုံရဲ့ရှင်ဖျားတဲ့ငယ် ကိုတော်ကကြီးမြတ်တဲ့ကြောင်းယုံဖွယ်ကောင်းတယ်ကိုတော်ကိုချစ်ပြီးပြညတ်တော်တွေကိုလိုက်နာတဲ့သူတွေကိုပဋိညင်တရားနဲ့ကရုဏာတော်ကိုဆောင်လျှောက်တဲ့အရှင်ဆိုပြီးတော့လေအင်းသူဘသူ့ဆူတောင်းနေတယ်အဲ့ဖခင်ကဘလောက်တန်ခိုးကြီးတဲ့တစ္ဆာရှိတယ်ဆိုတာကိုအရင်အတိအမှတ်ပြုတာပေါ့နော်မှန်ပါတယ်အဲချီးမွမ်းခြင်းပြီးတော့ပါဆက်လာလေအဲအနောက်လိုက်တာကတော်တော်လေးရောသားပြီးထိမိတဲ့အပိုင်းပဲအပြစ်ဝင်ကြတောင်းပန်တာအပြစ်ဝင်ထားတာဒီနေရာမှာထူးခြားတာတကူရှိသေးလားရှိတာပေါ့သူကလည်း သူတို့မားတယ်လို့လက်ညှိုးထိုးမပြောဘူးဟင်အကျွန်ုံနဲ့အကျွန်ုံရဲ့အပါမျိုးအိုစုတွေပြစ်မားပါပြီကိုတော်ကိုစွန့်ညစ်စွာပြုကျင်ပါပြီမောရှေကနေတဆင့်ပေးခဲ့တဲ့ပညတ်တွေစီရင်ထုံးဖွဲ့ချက်တွေကိုမဆောင်ရှောက်ကြပါဘူးလို့သူကပြောတာအော်ဆိုတော့သူကိုရရောသူမိသားစုရောလူမျိုးတစ်မျိုးလုံးရဲ့အပြစ်အတော့ပါတောင်းဝန်ခံပြီးဝင်ချလိုက်တာပေါ့ဟုတ်တယ်ဒါတကယ်ခေါင်းဆောင်ကောင်းရဲ့လက္ခဏာပဲပြက်တနာရဲ့အရင်မေကိုကို့လူမျိုးရဲ့ပြက်ကွယ်မှုမှရှာလား တော်တော်လေးရင့်ကျက်တဲ့ရှုမြင်မှုပဲနော်။ဟွန်းပြီးတော့ဝင်းချရယုံနဲ့မဟုတ်သေးဘူး။ဖျားစကင်ရဲ့ဂတိတော်တွေကိုလည်းပြန်တတိပေးတောင်းလျှောက်နေတယ်။ဂတိတော်တွေဘလို့ဂတိတော်မျိုးတွေလဲ။အထူးသဖြင့်တရားဟောရာကျမ်းတွေကဂတိတော်မျိုးပေါ့။ဣတိရလာတွေမနာခံရင်ကဘာနတ်ကွဲလွန်စင်မယ်။ဟုတ်ကဲ့။ဒါပေမဲ့နောက်တရပြီးဖျားစီပြန်လဲလာရင်ပြည့်ညက်တွေကိုစောင့်ရှောက်ရင်ကဘာအစုံဖျားရောက်နေရင်တော့ပြန်စုတိမ်ပြီးယေရုရှလင်ကိုပြန်ခေါ်ခဲ့မယ်ဆိုတဲ့ဂရိတော်လေအာ ဟုတ်ပြီဆိုတော့တော့လက်ရှိအချိန်ဒီဘလောက်ဆိုးဆိုးဖျားရဲ့ဂရီတော်ကရှိနေသေးတယ်မျောလင့်ချက်ရှိတယ်လို့ယုံကြည်နေတာပေါ့ဒါပေါ့တူတောင်းဆိုချက်ကစိတ်ကူးရင်မဟုတ်ဘူးဖျားရဲ့စကားတော်ပေါ်မှာအခိုင်အမာရပ်တည်နေတာအဲ့တော့ချီးမွားနေဝန်ချတယ်ဂရီတော်ကိုကိုးကားတယ်နောက်ဆုံးမှာတော့နောက်ဆုံးမှာကတိကျတဲ့လက်တွေ့ကြတဲ့တောင်းဆိုချက်တခုနဲ့အဆုံးသတ်တယ်ဘာများလဲဒီနေ့ကိုတော့ကျွန်တော်ကကိုရောရဲ့ရှိရမှာဂရုဏာတော်ခံစားရစေပါပြီးတော့ဒီလူဘီရင်အာတစေရစီရဲ့ ရှေ့မှာမျက်နှာသာရအောင်ကူညီပါဆိုပြီးတောင်းတာอืมဆိုတော့သူ့ကိုဖယင်းမျက်နှာသာရဖို့တိတိကျကျဆူတောင်းတာပဲဟုတ်တယ်ဒါကဘာပြတာလဲဆိုတော့သူ့ဆူတောင်းတာကစိတ်တတရရဖို့တတ်တတ်မဟုတ်တော့ဘူးဟုတ်သူ့မှာအစည်းအဝေးတစ်ခုရှိနေပြီအဲ့ဒါအာမင်းဖို့အတွက်အဓိကတော့ချစ်ချစ်တဲ့ဘုရင်ခွင့်ပြုချက်ရဖို့ဆူတောင်းနေတာကေဒါဆိုရင် note တစ်စင့်တက်ပြီပေါ့နော်ဝန်နေရကနေဆူတောင်းနေတယ်ဆူတောင်းရကနေတိကျတဲ့ရွယ်ချက်နဲ့လုတ်ဆောင်မှုစီဥတီလာပြီဟုတ်ပါတယ် သူကထိုင်ပြီးဝမ်းနေနေုံနဲ့မှပြီးတော့ဘူးတခုခုလုံးမှဖြစ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးဝင်လာပြီဖိမျက်နာထားတောင်းနေဆိုကြတဲ့ကသူစိတ်ချဲမှာယေရုရှလင်ကိုပြန်ပြီးမြို့ယူဆောက်ဖို့အကြံရနေလောက်ပြီပေါ့အတိအကျပဲအခိုင်ကြီးနင်းကိုဆက်ဖတ်ရင်ဒါကရှင်းစားလိမ့်မယ်သူရေမှန်းချက်ကယေရုရှလင်မြို့ယိုးဒီကိုပြန်ဆောက်ဖို့ပဲဒါကတော်တော်ကြီးကျယ်တဲ့စီမံကိန်းကြီးပဲနော်အန်ဒီရဲ့လည်းများနိုင်လောက်တယ်များနိုင်တာပေါ့ဒါကိုလုပ်ဖို့ဆိုရင်ပါရှန်ပေါ်ရင်တရားဝင်ခွင့်ပြုချက်လိုတယ် အကားခွဲအထောက်ပံ့နေလိုတယ်။ဟွန်းတစ်တူပါတို့ပေါ့ဟုတ်တယ်ဆိုတော့သူစုတောင်းချက်ကဒီရီမန်းချက်ကြီးအောင်မြင်ဖို့ပထမဆုံးခြေလမ်းအတွေ့ပြင်ဆင်မှုပဲစိတ်ခံစားမှုကနေယုံကြည်ခြင်းကိုအခြေခံတဲ့ရဲရင်နဲ့လှုပ်ဆောင်မှုစီကုပြောင်းဖို့ကြိုးစားတာဒီနေရာမှာသူ့ရဲ့ဖလားတော်ကင်ရာဒူးကတကယ်အသုံးဝင်လာပြီပေါ့နော်တော်တော်လေးအရေးပါပါပြီဖလားတော်ကင်ဆိုတာဘင်းတောက်ဆရာကိုအရင်မြေးရတာလေအစိတ်ခတ်တာမျိုးကာကွယ်ဖို့ အသက်နဲ့ယင်းရတဲ့ယုံကြည်မှုမျိုးပါအင်းဆိုတော့သူကဘီရင်နဲ့အရင်နေခဲ့တယ်ဘီရင်ရှိကိုနေတိုင်းနေမှဝင်ခွင့်ရတယ်ဘီရင်ရဲ့စိတ်အခြေအနေကိုအကဲခတ်နိုင်တယ်ဆိုတော့သူ့အစီအစဉ်တင်ပြဖို့အခွင့်သာဆုံးလို့ပဲဟုတ်တယ်အရင်ညထဲမှာထုတ်ပြထားသလိုပဲဒါဟာဘုရားတခင်ကနေဟိမီကိုသူ့ရည်ရွယ်ချက်အကောင်းအထည်ပေါ်ဖို့အကောင်းဆုံးနေရာအချိန်ကိုင်းမှာထားပေးထားတယ်ဆိုတာကိုပြနေတာတိုက်ဆိုင်မှုလို့ထင်နိုင်မယ်ယုံကြည်ရင်းအမြင်နဲ့ဆိုရင်တော့ဒါဘုရားရဲ့ဖြင့်စင်မှုလို့ဆိုရမှာပေါ့နော် နေမီကတော့အဲ့လိုပဲခံယူမှတည်ကြပါတယ်။ကောင်းပါပြီ။နေမီရဲ့ဝမ်းနည်းမှုသူ့ရဲ့ဆူတောင်းချက်သူ့ရဲ့ရည်ရွယ်ချက်တွေကိုဆွေးနွေးထက်ကြပြီ။ကဲအဲ့ဒါဒီအခန်းကြီးချစ်ကောင်နီဒီနေ့ကျမတို့အတွက်ဘာသင်ခန်းစာရရနိုင်မလဲ။ဟုတ်ကဲ့။လက်တွေ့ဖူဝအတွက်ပေါ့။အေးမေထဲမှာအဓိကသင်ခန်းမှာ၃ချက်လောက်ဖော်ပြထားတာတွေ့တယ်။အဲ့ဒါလေးတွေနည်းနည်းချက်ကြည့်ကြအောင်။ကောင်းပါတယ်။ပထမသင်ခန်းစာကတော့လေကိုပိုင်ကောင်းစားရစ်ထက်ဖျားတခင်ရဲ့အမှုတော်နဲ့ ူလူမျိုးတော့အရေးကိုဥစားပေးဖို့ဆိုတာပဲ။อืมနင်းရမီလို့ပေါ့နော်။ဟုတ်ကဲ့။ तू ကနန်းတော်မှာအေးဆေးနေလို့ရတယ်။ဒါပေမဲ့သူ့လူမျိုးဒုက္ခရောက်နေတာဖះရဲ့မျိုးတော့ပျက်စီးနေတာကိုကိုယ်ကိစ္စလို့ခံစားခဲ့တယ်။ဒီနေ့ခင်မာတော့ဘယ်လိုဆက်ဆက်ကြီးနိုင်မလဲ။ကျွန်တော်တို့ ਨੇ ကိုယ့်ရဲ့တတ်တုံတတ်တာဇွန်အပြင်ဘကကိစ္စတွေပေါ့။ကိုယ့်အတိုင်းဝိုင်းကိုယ့်နိုင်ငံကိုယ့်လူအဖွဲ့စီရဲ့လူအချက်တွေ နာကျင်မှုတွေကိုမျက်စိမိတ်မနေပဲနေဟင်မီလိုစာနာစိတ်တာဝန်ယူစိတ်နဲ့ဘလို့တုံ့ပြန်မလဲစဉ်းစားစရာပေါ့ကိုကျိုးနဲ့အများအကျိုးဘယ်ဟာကိုဦးစားပေးမလဲဆိုတာပေါ့ဟုတ်ကဲ့ဒါပထမအချက်ဒုတိယသင်ခန်းစာကတော့ဒုတိယကတော့နောင်တရဲ့အရေးပါမှုနဲ့ပတ်သက်တယ်။အိုးသူ့ရဲ့အဖြစ်ဝင်ချပုံကနေသင်ယူစရာပေါ့ဟုတ်တယ် သူကကျင်တော်လို့တုံးသွားတာကိုတတိထားမိတယ်။ကိုတိုင်းမပါဝင်ခဲ့တဲ့အမားတွေအကြော့ပါတာဝန်ယူသလိုမျိုးတကယ်ပဲ။စုပေါင်းအပြည့်အတွက်တာဝန်ယူဖို့ပေါ့။ဒီနေ့ခေတ်အတွက်ဘလို့အသုံးဝင်မလဲ။တခါတလေကိုတိုင်းအမားမလို့ရင်တောင် ကိုပါဝင်နေတဲ့အဖွဲ့အစည်းလူအဖွဲ့အစည်းမှာအမားတွေပြစ်ခွင့်မှုတွေရှိနေတယ်လေ။ဟုတ်ကဲ့။အဲ့ဒီအခါကိုနဲ့မဆိုင်သလိုနေမလား။ဒါမှမဟုတ်နေဟီမီလိုမဲကိုလည်းတစိတ်တစ်ပိုင်းတာဝန်ရှိတယ်လို့ခံယူပြီးရိုးရိုးသားသားပြန်ဆင်ခြင်းမလား လိုအပ်ရင်ဝင်းချတောင်းမှာမလားอืมဒီလိုစုပေါင်းတာဝန်ယူမှုကအပြောင်းလဲရဲ့အစထင်နိုင်တာပေါ့နော်ရှင်းနေတာပေါ့ကောက်ပြီတတိယသင်ခန်းစာကဘာများလဲတတိယကတော့မျောလင်းခြင်းနဲ့အဆိုင်တယ်မျောလင်းခြင်းတကြပြီလက်မမြောက်လိုက်ဘူးဟုတ်တယ်ဝမ်းနေတာကစုတောင်းဖို့တွန်းအားဖြစ်စေတယ်စုတောင်းတာကလှုပ်ဆောင်ဖို့လမ်းခွင့်ပေးတယ်အဲ့လိုဖြစ်ဖို့သူမျောလင်းခြင်းကခိုင်မာတဲ့အခြေခံပေါ်မှာရှိနေလို့အခြေအနေတွေပေါ်မှာမဟုတ်ဘူး ဖျားတခင်ရဲ့မပြောင်းလဲတဲ့ဂုံတော်လေး ਨੇ ကတိတော်တဲ့ပုံမှာအခြေခံထားတာဟွန်းဒါကတူတူအရေးကြီးတဲ့အချက်ပဲဟုတ်တယ်ဒါကြောင့်ကျွန်တော်တို့လည်းဘဝမှာအခက်အခဲတွေစိဖြစ်စရာတွေကြုံရတဲ့အခါဟုတ်ကဲ့အခြေအနေတွေကြောင့်လှူရှားသွားနိုင်မင်းပဲဟုတ်ကဲ့နေမိလို့ပဲဖျားရဲ့ကတိတော်လေးကိုသူ့ရဲ့တစ္ဆာတီးမှုကိုပြန်ဆုတ်ကွိုင်ပြီးယုံကြည်ခြင်းနဲ့ယက်တည်ရင်အမောင်ဆုံးချိန်ဒီမှာတော့မျောလင်းချက်အလင်းတွေကိုတွေးနိုင်တယ်ဆိုတဲ့သင်ခန်းစာပေါ့တကယ်ကိုအားရှိစရာသင်ခန်းစာတွေပါပဲ ဆိုတော့ဒီနေ့နေဟမီမဆာအခန်းကြီး1ကိုပြန်ချုပ်ပြရင်သူကသတင်းစိုးကြတော့ဝဲနေတယ်ဒါပေမဲ့အဲ့မှာပဲမနစ်မြို့ပဲဆူတောင်းချင်းစီဦးလဲတယ်သူဆူတောင်းချက်ကလည်းစနစ်တကျလည်းဖျားကိုချီးမွဲအဖြစ်ဝင်ချဂတိတော်ကိုကိုးကားပြီးတော့လက်တွေ့ကြတဲ့အကူအညီတောင်းခံနေတယ်ဟုတ်ပါတယ်အားလုံးကဖျားပေါ်ယုံကြည်မှုနဲ့သူ့လူမျိုးပေါ်ထားတဲ့မေတ္တာစိုးရင်မှုပေါ်မှာအခြေခံနေတာ ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ဒီဆွေးနွေးမှုကနေပြည်သက်အတွက်စဉ်းစားစရာအတွေ့အလေးတစ်ခုလောက်ကောက်ပါတယ်နေဟမီးကသူ့ခေကယေရုရှလင်ရဲ့မြို့ရိုးပြည့်ကိုမြင်သည့်နာကျင်ခံစားတဲ့ဆူတောက်တဲ့လူဆောင်မှုပြင်းစင်တယ်အင်းဒီနေ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့အဲ့ဒီလိုပျက်စီးခြင်းဒုက္ခရောက်ခြင်းအဆက်ကွဲခြင်းကြုံနေရတဲ့မြို့ရိုးပြည့်ရှိနေမလားစဉ်းစားစရာပဲအဲ့ဒါတွေကိုမြင်တဲ့ကြားတဲ့အခါကျွန်တော်ရဲ့တုံ့ပြန်မှုကဘယ်လိုရှိမလဲ နေဟမိလိုဝမ်းနေခြင်းဆူတောင်းခြင်းနဲ့ယုံကြည်ခြင်းကိုအခြေခံတဲ့ရဲ့ရင့်တဲ့လှုပ်ဆောင်မှုမျိုးလိုအပ်နေတဲ့နေရာတွေရှိနေမလားဟုတ်ကဲ့အခက်အခဲတွေကြုံလာတဲ့အခါတော့ဘလို့ခိုင်မာတဲ့ဂတိတော်တွေကိုဘလို့အခြေခံမှုတွေကိုစုကိုင်းပြီးမျောလင့်ခြင်းတွေရှိဆက်မလဲဆိုတာကိုစီဆက်ပြီးစဉ်းကျင်ကြည့်ဖို့ပေါ့နော်တကယ်ကိုလီးနေတဲ့မိကုန်းနေပါပဲဒီနေ့နေဟမုမဆာအထမ်းကြီးတစ်ကို အတူတကွာလီလာခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဝမ်းတာပါတယ် ဒီဆွေးနွေးမှုကအလုံးအတွက်တစုံတစ်ခုသောအတွေ့အမြင်ကိုလွန်စောပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်